အလုံးမဲ့မင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါလေကောင်းမွန်သောဒီလေးတနေ့ဖြစ်ပါဆိုတော့ဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့မှာဒါကျွန်တော်တို့မနီကကလေးကပြောရမယ့်ဗီဒီယိုတပုတ်ဖြစ်တဲ့အကြောင်းကိုကျွန်တော်နည်းနည်းလေးပြောခြင်းနဲ့အဲ့ဒါကဘာလဲဆိုတော့ဒါ Manchester United အသင်းရဲ့အကွင့်သက်စီမံကိန်းအကြောင်းကိုကျွန်တော်ဒီဒီလေးပြောပြခြင်းနဲ့ အဒီကမှာကျွန်တော်အခုမှဘာလို့ပြောလဲဆိုတာကျွန်တော်အနေနဲ့နည်းနည်းလေးဒါကျွန်တော်လည်းနားလေချင်တာလေးရှိတယ်ကျွန်တော်အနေနဲ့ဘာဒီနံပါတ်တွေဒါအဓိကကခုနပြောသဘဲကွင်းသစ်စောင့်မယ်ဆိုတာတော့အကုန်လုံးဒါလက်ရှိမှာတင်ပြီးသားဖြစ်တယ်ဒါခုနပြောသဘဲဓာတ်ပုံတွေလည်းအကုန်လုံးမြင်ပြီးသားဖြစ်တယ်ဒါပေမဲ့ဘာဒီဘလူးရှိလဲနောက်ကွယ်မှာဘာဒီဘလူးရှိလဲနံပါတ်တွေကြောင်းပြောအောင်အဲ့တော့ဒီနေ့မှာကျွန်တော်ဗီဒီယိုနှစ်ခုခွဲချင်တယ်ဗီဒီယိုတစ်ခုကဒီနေ့အတွက်ကျွန်တော်ဒါဒီဗီဒီယိုအနေနဲ့ဒါကျွန်တော်တို့ United ကွင်းသစ်ကြောင်းကျွန်တော်နည်းနည်းပြပြမယ်မနေ့ပြန်ကြရင်ဒီ United ကွင်းသစ်ရဲ့ငွေကြေးကြောင်းကျွန်တော်မနေ့ပြန်ကြရင်ရှင်းပြမယ်ဒါတော့ကနေ football and business အကြောင်းလေးနည်းနည်းလေးမနှက်ပြင်ကြရင်ကျွန်တော်ရှင်းပြခြင်းလေဒီနေ့မှာတော့ဒါကျွန်တော်တို့လက်ရှိမှာဒီ queen သေးရဲ့အစီအစဉ်ကြောင့်ဒါလူဘယ်နှစ်ယောက်ဆက်နေအကြောင်းလူတွေဘာညာဆက်နေအဆောင်နည်းနည်းလေးဒါရှင်းပြခြင်းလေဒီမှာအဲ့တော့ ဒီကွင်းသစ်စီမံကြိမ်းကိုဒါမနေ့ကဒါကျွန်တော်တို့ Manchester United လက်ရှိပိုင်ရှင်တွေဖြစ်တဲ့ Ineos အုပ်စုကနေပြီးတော့တရားဝင်တာကျွန်တော်တို့ခြားပြခဲ့တာဖြစ်တယ်။ဒီအကူလက်ရှိမှာဒါကျွန်တော် Foster and Co ပေါ့နော် Foster and Partner ဆိုတဲ့ဒါကျွန်တော် company ကနေပြီးတော့တရားဝင်လှုပ်ဆောင်သွားမှာဖြစ်ပြီးတော့ဒီ plan ကအခုလက်ရှိမှာစတင်ပြီးတော့သက်ဝင်နေဖြစ်ပြီးတော့ Manchester United ရဲ့ကွင်းသစ်စီမံကိန်းကိုလည်းအစိုးရကတရားဝင်ခွင့်ပြုချက်ရခဲ့ပြီဖြစ်တယ်ဆိုပြီးတော့ဒါကျွန်တော်တရားဝင်ဒါကျွန်တော် Manchester United ဘက်ကနေပြီးတော့ကြေညာခဲ့တယ်။ Manchester United အသင်းရဲ့လက်ရှိမှာဒါကျွန်တော်ဒီကိစ္စကို Ineos to Osu ရဲ့ဒါကျွန်တော် ော့ပဲကန်ရှင်ဖြစ်တယ် surgeon reclip တို့ uma brother တို့နေဒီပွဲစဉ်ကိုတက်ရောက်ခဲ့ပြီးဒါ sales fagusan တို့အုပ်စုလည်းဒီပွဲစဉ်ကိုတက်ရောက်ခဲ့တဲ့နေရာမှာပါတယ်ဒါကျွန်တော်တို့လူတော်များအပြောအများဆုံးဖြစ်ခဲ့တဲ့အကြောင်းအရာကလက်ရှိမှာလာမဲ့ဒီဇင်ဘာကျရင်ငွေကုန်မဲ့အသင်းသေးအနေနဲ့ဒါကျွန်တော်တို့ 2ဘီလီယံလောက်ရှိတဲ့ကွင်းကြီးတကွင်းကိုဒါစောက်တော့မဲ့သတင်းကိုရက်ပိုင်း나이ပိုင်းအတွင်းဒါကျွန်တော်တို့ပြောနိုင်နေဆိုတဲ့ကြောင့်ပြည်သက်တွေကြားထဲမှာဒါနည်းနည်းလေးတော့ပြောစရာဖြစ်သွားတယ်ဒီမှာပါတယ်။ Okay ဒါကျွန်တော်နည်းနည်းလေးစာပြီးပြောအောင်လက်ရှိမှာဒီကွင်းတစ်ကဘယ်မှာစောက်မှာလဲ Manchester United ဒါကျွန်တော် Old Trafford ရဲ့ဒါကျွန်တော်မြေမှာပဲစောက်အောင်ဖြစ်ပါတယ်။ဘယ်မှာမှပြောင်းပြီးစောက်အောင်မဟုတ်ဘူးဘယ်မှာမှစောက်အောင်။အဲ့တော့ဒီနေရာမှာဒါမေကွန်းတစ်ခုမိတာဒါကျွန်တော်တို့လက်ရှိမှာကွင်းတစ်စောက်မှာလားကွင်းဟောင်းကို ပြုပြင်ပါလားဆိုတော့မျိုးကိုကွင်းဟောင်းကိုလုံးဝပြုပြင်မှာမဟုတ်ပါဘူး။ကွင်းအသစ်ကိုလုံးလုံးကြီးစောင့်မှာဖြစ်ပါတယ်။ Manchester United အသင်းအနေနဲ့ပိုင်ရှင်အနေနဲ့ကွင်းအသစ်ကြီးကိုလုံးဝခန်းခန်းနာနာစောင့်မဲ့သဘောမှာရှိပါတယ်။ကွင်းအသစ်ရဲ့ဒီနေရာမှာဒါကျွန်တော် Manchester United concept design ကိုလည်းအကုန်လုံးတွေ့ပြီးကြဖြစ်နေမယ်။ဒါကျွန်တော်တို့ခရင်း၃ခုပေါ့နော်။ကျွန်တော် Manchester United အသင်းရဲ့ Red Devil ရဲ့ Trident ပေါ့နော်။ဒါကျွန်တော်တို့ Pillar ၃ခုပေါ့။ဒါကျွန်တော်တို့ဒါ ခရင်ပေါ့ခရင်ခရင်မှာဒါတော့ဒေါက်တိုင်၃ခုရှိတယ်အဲ့ဒေါက်တိုင်၃ခုကိုမိပြီးဒါကျွန်တော်အချွန်ကြီး၃ခုနဲ့အတူဒါကျွန်တော် စောက်ထားရတယ်မှာပါတယ်လူတွေကြားထဲမှာအခုလက်ရှိမှာဒီကိစ္စနဲ့ပတ်သက်ပြီးအပြောအများဆုံးကလက်ရှိမှာ United အသင်းရဲ့ဒါကျွန်တော်တို့ကိုင်းရဲ့ concept ပုံကဒါအာနန္ဒာဆောင်နဲ့ပြောရမှာဆိုတော့ဒါကျွန်တော် second နဲ့တူတယ်ဆိုပြီး wind ပြီးတော့ပြောနေကြတာမှာပါတယ် United ပြိတ္တတွေကိုလည်းအခုလက်ရှိမှာဒါကိုကျွန်တော်သိပြီးသဘောမကျတဲ့လူရှိလို့သဘောကျတဲ့လူတွေရှိတယ်အခုချိန်မှာဒါ concept ပဲရှိသေးတယ်တော့ဒီတိုင်းလည်းဖြစ်ချင်မှဖြစ်မယ်ဒီတိုင်းလည်းမဖြစ်ချင်လည်းမဖြစ်ဘူးလို့ပြောလို့ရတယ်မှာပါတယ်ဒီနေရာမှာကျွန်တော်ရဲ့အမြင်လေးကိုနည်းနည်းလေး import လုပ်ချင်တာကကျွန်တော်ကျွန်တော်ဒါလက်ရှိမှာ ော့ကိုယ်ရည်လဲတာကွင်းသိအောင်နေနဲ့ပြောရမယ်ဆိုရင်ဒါကျွန်တော် စ္စတယ်ယူနိုက်တက်အသင်းရဲ့ကွင်းတစ်ဒီဇိုင်းကတတော်လေးကိုဒါဆန်းနေလို့ပြောလို့ရတဲ့ကွင်းတစ်တခုလို့ပြောလို့ရမယ်ဒီမှာပါတယ်ဒါကျွန်တော်မြင်နေကြတာကျွန်တော်တို့ဒါအဝိုင်းပုံကြီးထဲမှာမှာခြိုင်ဝမ်းဖြစ်နေတဲ့ဒါကွင်းဆိုတာထက်ဆိုင်နည်းနည်းလေးတတော်လေးခါတိုင်းမြင်နေကြကွင်းတွေထက်အများကြီးပိုဆန်းတက်တဲ့ကွင်းတစ်ကွင်းလို့ဆိုလို့ရမယ်ဒီမှာပါအဲ့တော့ဒီကွင်းတစ်ကိုစောက်မယ်ဆိုရင်ဘယ်လောက်ကုန်မလဲကြားရတဲ့တဲ့နေရ1ဘီလီယံကျော်ကျော်လို့တဲ့နေထွက်ထားခဲ့မယ်တကယ်တမ်းအတိအကျရပြောမှဆို2ဘီလီယံလောက်နီးနီးကုန်မယ်လို့တဲ့နေကြားရတယ်မှာပါတယ်အဲ့တော့ အတူကျော်လက်ရှိမှာဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ဒီ day ကိုနောက်ထပ်ဗီဒီယိုတစ်ခုမှပြောမယ်လက်ရှိမှာလူတော်များစိတ်အပူဆုံးအရာကဒီ ဒီပတ်စံရေးရပဲလက်ရှိမှာဒါကျွန်တော်လွန်ခဲ့တဲ့ရက်ပိုင်းအာဆနယ်ရဲ့ပွဲစဉ်ကမှအဓိကဆန္ဒပြပြုဆောင်ထားခဲ့တဲ့1958နှစ်ကုဟုနဲ့ပွဲကလက်ရှိမှာယူနိုက်တက်အသင်းနဲ့952သန်းအကျွေးတင်ထားတဲ့အသင်းသတင်းတွေ2ဘီလီယံလောက်ရှိတယ်ဒါကျွန်တော်ကွင်းတကွင်းကိုဘယ်နာပတ်စံနဲ့စောက်မှလဲဆိုပြီးလက်ရှိမှာဝေဖန်တန်တွေစတင်ပြီးထွက်ပေါ်လာခဲ့တယ်ဒါပေမဲ့ဒီနေရာမှာဒါကျွန်တော်ငွေရေးကြေးရတာကျွန်တော် finance ရဒီ day မပြောသေးမယ်ဒီနေရာမှာပြောစရာတခုရှိတာက Manchester United အသင်းတွေဒီ project ကနေပြီးတော့ဒါကျွန်တော်လက်ရှိမှာကြားရတဲ့လောက်ဆိုရင်တော့ကျွန်တော်တို့က ဥပမာဒါ Manchester United the whole project ရဆိုရင်တော့ဒါကျွန်တော်တို့7.3 billion လောက်ဒါကျွန်တော်ပြန်ရမယ်ဆိုတဲ့သတင်းတွေကဝူဝီဆဆာတက်နေတာတွေ့ရမယ်ဒါပြင်ကျွန်တော်တို့အစိုးရကဒီ project ကိုတော်တော်လေးကိုနှစ်သက်တယ်လို့ကြားသိရတယ်မှာပါလက်ရှိမှာဒါကျွန်တော်တို့အင်္ဂလန်မှာဒါစီးပွားရေးကတော်တော်လေးကိုအခြေအနေရတော်တော်လေးကိုဆိုးရွားနေပြီးစိုင်းနေပါလိမ့်နေရတဲ့အချိန်မှာ United အသင်းတွေဒီလိုမျိုး Queen's စီမံကိန်းလှုပ်လှဲ့တဲ့အချိန်မှာတော့ဒါကျွန်တော်တို့ ပရိသတ်ပေါင်းဒါကျွန်တော်သိန်းချီဆက်နဲ့ကွင်းတကွင်းနဲ့ဒါတပတ်တပတ်ကိုဒီလိုမျိုးပွဲစဉ်ပြမယ်ဆိုရင်တော့ဒါလူတော်များလောက်ရဖြစ်တယ်လက်ရှိမှာဒါကျွန်တော်တို့ UK ကဒါကျွန်တော် job ကနေပြီးတော့ဒါ job တတိယနေ့ကရေးသားထားပုံရဆိုရင်တော့ UK အနေနဲ့ဒါကျွန်တော်တို့ Manchester အပြင်ကိုဒါ UK ကလူပေါင်း9000လောက်ဒါကျွန်တော်တို့ Manchester United ကွင်းသစ်ရဲ့စီမံကိန်းကြောင့်အလုပ်သစ်ရတော့မယ်ဖြစ်တဲ့အကြောင်းကိုဒါကျွန်တော်ရေးထားခဲ့တယ်မှာပါအဲ့တော့ ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာ Manchester United တင်းနဲ့ United Queen ကိုပြေးမှာမဟုတ်ဘူး United Queen ပတ်ချာလေးဝင်းကျင်ကြောင်းကိုပြေးမှာဖြစ်တယ် United Queen ရဲ့ပရဝင်ကတော်တော်လေးကိုကြီးတယ်ရုပ်တရက်ကြီးတာဒီနေရာမှာ India ဒါ Foundation ရဲ့အခန်းတွေရဲ့ Hotel အစုပ်ပလုတ်လေးတွေရဲ့ကြောင်းဒါကျွန်တော်တို့အဲ Queen ကကျင်းနေတယ်လို့မှတ်ရမယ်လက်ရှိမှာခင်ဗျားတို့ကျွန်တော်မျက်စိတိုင်းမြင်အောင်ပြပြမယ် United လက်ရှိအရှိမျက်နှာစာကကားပါကင်က United Queen ရဲ့တဝက်လောင်နေနေရှိတယ်အဲ့လောက်ဒီနေရာတွေပို့တယ်ဘာမှမဆိုင်အဲ့အဲ့လိုမျိုးကားပါကင်ကကျွန်တော်တို့မြောက်ဘက်မှာတစ်ခုရှိရဲ့ strapo amber မှာတခုရှိတယ်အဲ့ခုနကကားပါကင်တစ်ခုပေါင်းပုံစံမျိုးကိုပဲ United ကကွင်းတစ်ကွင်းဆောက်လို့ရနေရှိတယ်အိန္ဒိယရဲ့လက်ရှိကျွန်တော်တို့ဒါ plan တွေကိုကြိုက်လို့ခင်ဗျားတို့ဝေဖန်လို့ရမယ်လက်ရှိမှာ United ရဲ့ကျွန်တော်တို့သွားနေတဲ့ဒါဂလီဇာမိသားစုပဲပြပတ်တာကျွန်တော်အရင်တော့ကလုတ်ခဲ့တဲ့ပုံစံပြီးတော့ Old Trafford ရဲ့ဒါကျွန်တော်တို့ဘောလုံးကွင်းကိုနေရာကို အပြည့်ဝအတုံးမချသေးဘူးခန်းစားခဲ့တာဒီညမှာ Ineos နဲ့ကျွန်တော်နဲ့ခန်းစားချက်တူတယ်လို့ပြောလို့ရမယ်တော့မှပါတယ် Ineos အုပ်စုအနေနဲ့အခုလက်ရှိ motivation အကြီးအကျယ်ကဘာလဲဆိုတော့သူတို့အနေနဲ့ကမ္ဘာပေါ်မှာဒါကြောင့်ဆိုရင် England မှာအကြီးဆုံးကွင်းစောင့်နိုင်ရမယ်ဆိုတဲ့ motivation ပဲအခုလက်ရှိ Manchester United ကွင်းစောင့်မယ်ဒါကျွန်တော်တို့ Old Trafford အသစ်ကတော့ဒါကျွန်တော်တို့ ပရီးမီးယားလီဂ်မှာကတော့ကျွန်တော်အင်္ဂလန်မှာကအကြီးဆုံးကွင်းတစ်ကွင်းဖြစ်လာမယ်လို့ကြားသိရတယ်မှာပါတယ်။အိန္ဒိယရဲ့ခေါင်းငယ် idea တစ်ခုပဲရှိတယ်။သူတို့ဒီဝမ်ဘလီထက်ကြီးရမယ်။ဝမ်ဘလီကိုအစားထိုးနိုင်တဲ့ကွင်းတစ်ကွင်းဖြစ်ရမယ်ဆိုတဲ့ယူရကျင်လို့။အဲ့တော့တကယ်တမ်းရော concept idea မှာကြီးမယ်ကျွန်တော်မှတ်မှတ်ရ aerial view ကနေကျွန်တော်အပေါ်ကနေကြီးရကျွန်တော်လာလူသွားလမ်းကြီးကိုတော့ကျွန်တော်ဒါ United ကွင်းကြီးကိုမြင်ရတဲ့ view တစ်ခုခင်ဗျားတို့တွေ့ရလိမ့်မယ်ဒီမှာ။အဲ့ဒီ view ကအမှန်တိုင်းပြောင်းကြည့်မယ်ဆိုတော့ဝမ်ဘလီရဲ့သွားတဲ့လျှောက်လမ်းနဲ့ဝမ်ဘလီထဲဝင်တဲ့ပုံစံတိုင်းတပုံစံနဲ့ပဲ။အဲ့ပြောချင်တာလက်ရှိမှာအိန္ဒိယဆိုအုပ်စုအနေနဲ့ဝမ်ဘလီကိုအကြီးကျယ်ဒီယာတွေက အစားထိုးဖို့အတွက်ပြင်ဆင်သွားဖို့အတွက်ပြင်ဆင်လာခဲ့တယ်။အဲ့တော့ပြောချင်တာကအာသူ့အနေနဲ့ဒါပွဲတစ်ပွဲလုပ်မယ်ဆိုရင်လန်ဒန်မှာကြီးပဲလုပ်နေရတာအင်းရဆိုအဆူမကြိုက်ဘူးအဲ့တော့သူ့စီမှာပွဲလာလို့ Wembley of the North ပေါ့နော်ဒါကျွန်တော်တို့အင်းရဆိုအဆူနည်းဒီ project ကိုမလုပ်ခင်ကလေးကမမေးရ Jim Radcliffe ကခဏခဏပြောနေတဲ့စကားတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ မြောက်ပိုင်းရဲ့ဝမ်ဘလီသူ့ရဲ့ကွင်းကဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စကားကိုသူခဏခဏသုံးနေတာတွေ့ရမယ်။လက်ရှိသူ့ရဲ့ဒါ rendering နေတာ concept တွေကိုကြည့်ရမယ်ဆိုသူ့အနေနဲ့သူ့ဒီမြောက်ပိုင်းကဝမ်ဘလီဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ပုံစံမျိုးကိုတွားရတယ်မှာပါတယ်။ Sergeant Radcliffe နဲ့ဒီကွင်းကိုအဓိကဆောက်ရတဲ့ယူရချက်ကဒါခုနကပေါ့သူကပုံမှန်လင်းပြောထားတဲ့ financially အရာကိုဒါကျွန်တော်တို့ profitable အရာကိုငွေကြောင်းမလို့ဒီကွင်းကိုဆောက်တဲ့ဆိုတဲ့ကွင်းဝင်ခြင်းအပြင်ကိုတခြားသော အများကြီးရမယ်တဲ့မှာပါတယ်လို့ပြောလို့ရမယ်တဲ့မှာပါတယ်အဲ့တော့ဒီနေရာမှာဒါဆွေးနွေးရမယ့်အချက်တစ်ခုရှိတာကဘာလဲအဲ့ဒါက Manchester United အတွက်ဒီဟာက multi purpose stadium ဖြစ်တယ်အဲ့တော့ပြောချင်တာလက်ရှိမှာဒါ Manchester United တဲ့အသင်းနေနဲ့ဒါကျွန်တော်တို့ Taylor Swift ပွဲတွေလည်းလာမယ်ဒါကျွန်တော် Oasis Oasis ကလာမှုမယ် Oasis ကဒါ City Van ဖြစ်တဲ့တော့ Oasis ကနားပါသေးတယ်ဒါအဆိုရော်တွေနဲ့ဒီထဲမှာဖြော်ပြလို့ရမယ်လက်ရှိမှာဒါကျွန်တော် Multi Purpose Stadium ဖြစ်မှာကျွန်တော် Spa ကိုလို့ပဲဒါ NFL တို့ဒါကျွန်တော် Car တို့အများကြီးဒါပြုံး NBA တို့ဒါကျွန်တော် Queen ကိုဒါအမျိုးမျိုးပြောင်းလဲလို့ရမယ်ဗျာကျွန်တော်နားပါသေးအခုလက်ရှိမှာ Real Madrid Queen လို့ပဲဒါကျွန်တော် Queen ရဲ့ဒါကျွန်တော်တို့အောက်မှာကျွန်တော်တို့ဒါမြက်ကြီးပဲ6ခုဒါမှမဟုတ်ခုနအောက်ကအများကြီး different size of ဘာညာပြောင်းလို့ရဆိုတော့9ခု10ခုလောက်ရှိမှာအဲ့တော့ပြောချင်တာကလက်ရှိမှာအတူချင်းပြောရမယ်ဆိုရင်ဒီ project ကိုစောင့်မယ်ဆိုရင် 2ဘီလီယံကုန်ပဲပြီးတော့အဓိကပြောဖို့တစ်ချက်မိနေတာကဒီ project ကိုစောင့်မဆို Manchester United အသင်းအနေနဲ့9နှစ်ကြာမြင့်မှာဖြစ်ပါတယ်အဓိကကြားရတဲ့သတင်းရ10နှစ်လောက်ကြာမယ်ဆိုပေမဲ့ဒါ Foster and Co အနေနဲ့9နှစ်အတွင်းအပြီးအောင်စောက်ပေးနိုင်မယ်ဆိုတဲ့ဂရုကိုဒါ Jim Ratcliffe ကိုပေးခဲ့တယ်လို့လည်းကြားတယ်အဲ့တော့9နှစ်အတွင်းဆိုအဲ့တော့9နှစ်အတွင်းမှာ United အသင်းကဘယ်မှာသွားခဲ့မလဲကြားရတဲ့သတင်းရငဒီ9နှစ်ကွင်းတစ်ကြီးစောင့်နေတဲ့အချိန်မှာကွင်းဟောင်းမှာပဲကံမှာဖြစ်ပြီးတော့ဒီ9နှစ်ပြီးပြီးတာကွင်းတစ်ကိုပြောင်းတဲ့အချိန်မှာကွင်းတစ်ပြောင်းတဲ့အချိန်မှာ ကွင်းဟောင်းဖြစ်တဲ့ Ultra 4G ကိုဖြိုချမယ်လို့ကြားသိရတယ်မှာပါပါတယ်အဲ့တော့ကွင်းသစ်ဆောင်တဲ့အချိန်မှာကွင်းဟောင်းကိုကယ်မယ်ကွင်းသစ်ပြောင်းတဲ့အချိန်မှာကွင်းဟောင်းကြီးကိုဖြိုချမယ်ဒီလိုပုံစံမျိုး United ကသွားဖို့ရှိတယ်အဲ့တော့ United အသင်းနဲ့ကွင်းဟောင်းမှာတော့ဒါကျွန်တော်9နှစ်လောက်ကစားဖို့အစီအစဉ်ရှိပြီးတော့ကွင်းသစ်ကိုပြောင်းရင်တော့ကွင်းဟောင်းကိုဖြတ်ချပြီး Regeneration Program ကိုအကြီးကျယ်သွားဖို့ရှိတယ်အဲ့တော့ Manchester United အသင်းရဲ့အခုအခုလက်ရှိ partner တွေဖြစ်တဲ့ကျွန်တော်တို့ဟိုတချို့သော movement တွေမှာဗောနော်ဒါကျွန်တော်တို့ပြောရမယ်ဆိုရင် အာ Manchester United partner တွေမှာပြဿနာပါလဲဆိုတော့ အာကျွန်တော်တို့ Hilton တို့ဒါကျွန်တော်တို့ဟိုအများကြီးရှိတယ်ပေါ့နော်အဲ့တော့ခုနပြောဆိုလက်ရှိမှာဒါ Manchester United regeneration မှာဒါ queen ကြီးပဲအဓိက focus သွားမှုဒါခမားအနေနဲ့ဒါရွှေရှင်သွားကြည့်မယ်ဆိုရင်ဒါတို့တွေအနေနဲ့တို့ရဲ့ Sydney Black တွေရှိမယ်ခုနပြောဆိုခမားအနေနဲ့ဘောလုံးမွေးကြည့်ရင်လည်း Hotel နေမယ်ဆိုရင် Hilton တို့အုပ်စုတွေရှိမယ်အဲ့ဘောဂျင်နာဒါ Legendary တွေအကုန်လုံးတဏီရတဲ့ရတဲ့ Super One တော့ဟုတ်မယ် Legendary တွေအကုန်လုံးတဏီရတဲ့ရတဲ့ Ultra Four ကြီးဖြစ်သွားမယ်လို့ပြောလို့ရတယ်မှာပါတယ်အဲ့တော့လက်ရှိမှာဒီနေရာမှာပြစ်တက်တွေရဲ့ရင်ခုန်မှုတွေကတော့အကုန်လုံးပြည့်နှက်နေတယ်ငါတို့ရဲ့ queen တွေကြီး queen ဟောင်းကြီးမဖြတ်ခင်သွားကြမယ်လူနဲ့ queen တွေကြီးကိုသွားကြမယ်လူအကုန်လုံးကဒါကျွန်တော်ပြောရှင်စားဒါပေမဲ့ ဲ့နောက်ွယ်မှာတော့ကျွန်တော်တို့ဒီငွေကိစ္စကတော်တော်လေးကိုစဉ်းစားစရာဖြစ်နေတယ်။အဲ့ဒီငွေကိစ္စအတွက်ဒါကျွန်တော်ထူးထူးဆန်းဆန်းလုပ်မယ့်ဥစ္စာကတော့ကျွန်တော်ရဲ့ဒါဗီဒီယိုရဲ့ပတ်တူးလေးကိုတော့နောက်မှမျှော်လို့ပဲပြောချင်ပါတယ်။အဲ့တော့ Manchester Osory ပါအမလီငါကျွန်တော်နေကဲ ဲ့တော့ကျွန်တော် Manchester United အသေးအနေနဲ့ဟာကျွန်တော်တို့လူပေါင်းသသိန်းဆန်းတဲ့ Queen's League လို့မယ်ခုနပြောတဲ့ဒါကျွန်တော် Manchester United Queen's League ပဲဆောင်းဖို့ပဲ ਨੇ ဘေးပတ်ဝန်းကျင်အကုန်လုံးကိုဒါပြုပြင်ပြောင်းလဲသွားမယ်အတွက်ကြောင့်မဒါဟာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းမယ် plan ကြီးတစ်ခုဖြစ်သွားမယ်လို့ပဲကျွန်တော်အနေနဲ့မြင်ပြီးရတဲ့မှာပါပါတယ်မြို့သွင်းစိုးစေးကမှုဒီ project ကတော့2 billion ကျတက်မှာဖြစ်ပြီးဒါကျွန်တော်တို့ Queen ကတော့9နှစ်လောက်ဆောင်းမှာဖြစ်တယ်ဒီ9နှစ်တော့မှာတော့ Queen House မှာပဲဆောင်းမှာဖြစ်ပြီးတော့ Queen House ကနေ Queen's League ကိုပြောင်းမယ် Queen's League ကိုပြောင်းတဲ့ချိန်မှာ Queen House ကိုဖျက်မယ် ဲ့တော့ United ပြည်သက်တွေကြားမှာဒီကိစ္စနဲ့ပတ်သက်ပြီးအခုလက်ရှိမှာပြောကြရင်အများကြီးရှိနေတယ်ပြောကြရင်အများကြီးရှိနေတဲ့ကြားထဲမှာဒါကျွန်တော်အဖွဲ့တွေကလည်းထုံးကနိုင်မြန်မာပြည်လိုပဲကွဲနေကြဆဲဖြစ်ပါတယ်အဲ့တော့ဘယ်အဖွဲ့ဘယ်လိုတွေကွဲမလဲမသိပေမဲ့ကျွန်တော်တို့ကခုနကသဘောကျတဲ့နှစ်သက်တဲ့ကိုရီးယားကကွင်းတွေကိုသွားကြည့်နေရကောင်းတယ်ဆိုတော့ကွင်းကောင်းရင်တော့ပိုကြိုက်တာပေါ့ဗျာနော်ဒါခုနကပြောသူပဲပရီးမီးယားလိဂ်ကိုအင်္ဂလန်မှာအကြီးဆုံးကွင်းတစ်ကွင်းဖြစ်လာမယ်မန်ချက်စတာ United အသင်းကွင်းတွေ့ ဒါပြိတ္တတွေအတွက် ready ဖြစ်ပြီလားဆိုတော့မေကွန်ကိုတော့နောက်၅နှစ်မှာပဲပြန်ပြီးပါတော့မယ်ဒါတော့ပါပဲပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ tv4u တို့မှာကျင်းလို့ဆပောင်းကိုညီလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေထဲမှာလေ youth sport media 3.0နဲ့ tv4u တွေလင်းလေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မဆောက်ကိုညီပြုလို့ရပါတယ်ကျွန်တော် youtube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်များများလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျများများကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးကြိုတင်ပါတယ်ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေစုပေါင်းကောင်းတောင်းပေးနေပဲ ကျွန်တော်တော့ကွန်ပျူတာပါဗျအားလုံးမကြွတူပါနဲ့ဒေးပါဗျ